မလာပါကျွန်တော်ဒီနေ့တော့ Excel ထဲမှာဒီ shortcut key control plus a to z key တွေကိုအသုံးပြုပြီးတော့ကျွန်တော်အလွယ်တကူသုံးလို့ရမယ်နီလန်းလေးများကိုဒီနေ့မျှဝေပေးသားမှာပဲဖြစ်ပါတယ်ရှင် control plus a to z key တွေပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်သင်ခန်းစာလေးကိုစပြီးတော့ကြည့်လိုက်ကြရအောင်ပထမတစ်ခုကတော့ကျွန်တော်က control နဲ့ a ပဲဖြစ်ပါတယ် control a ဆိုလို့ရှိရင် သူက data ထဲမှာကန်ဆာချတယ်ဆိုရင် select data ဖြစ်ပါတယ် data တစ်ခုလုံးကို select ဝင်ပါလိမ့်မယ်အဲ့ဒီလိုမဟုတ်ဘဲနဲ့ data ရဲ့ဒီလွတ်တက်ဆဲအွက်တွေမှာ ကဒီ edit cell ကိုထားပြီးတော့ control a ကိုနှိပ်တယ်ဆိုလို့ရှိရင်ရှိသမျှ cell ရဲ့အကုန်လုံးကို select all ဖြစ်မှာပဲဖြစ်ပါရဲ့နောက်တစ်ခုကတော့ control b ပါ control b ဆိုတာကကျွန်တော်ဘိုးတင်တာပါလက်ရှိစာလေးကိုကျွန်တော်ဘိုးတင်တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော် control c ပေါ့ control c ဆိုတာကျွန်တော် select မှတ်ပြီးတော့ control c ဆိုရင်ကျွန်တော် copy ကူးတာပါပြီးမိမိထားချင်တဲ့နေရာမှာ control ရဲ့ဘွေရန်နှိပ်ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ control d သူက dress down the selection တဲ့ တာအဲ့တော့အဓိကကတော့အပေါ်မှာရှိနေတဲ့ဒီ share တို့ဒီ share အခွက်ကိုဒီအောက်မှာပြန်ပြီးတော့ login နေဆိုရင် control ရဲ့ d ရဲ့နှစ်ရမှာပဲဖြစ်ပါတယ် control ရဲ့ d ရဲ့နှစ်ရမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ control နဲ့ e ပါ သူက flash pay ပေါ့နော် ဲ့တော့ဒီကျဲတို့ကဒီမှာအဲဒီဘေးမှာထားလိုက်မယ်ဒီမှာဆက်လက်ပေါ့နော်ဂျဲက SEL ကိုပဲလိုချင်တယ်အဲ့ဒီအောက်ကဟာစာတွေအကုန်လုံးလည်းအဲ့လိုပဲဂျဲက၃လုံး၃လုံးလိုချင်တယ်ဆိုရင် keyboard ကနေ control plat e control e ရနေရမှာเนาะ plat ကထက်နေစရာမလိုဘူးเนาะတွဲရမယ်ဆိုတော့သဘောတရားဖြစ်ပါတယ်အဲ့တော့ control ကိုဖိပြီးတော့ e ကိုနှိပ်လိုက်ပါဒါဆိုရင်တော့ flash b ဖြစ်တယ်ဒါကဘာဖြစ်လို့မဖြစ်တာလဲဆိုတော့တကယ်တော့ကဒီခဏလေး table တိဆောက်ထားရတယ်เนาะဒီလိုမျိုးပြီးတော့တကယ်တော့အတူတူထားလိုက်မယ်အတူတူထားလိုက်မယ်ဆိုလို့ရှိရင် ပြန်ရေးမယ်နော်ဒီဘက်ကိုသူကကက်ရေးပါမယ် SEL okay control နဲ့ E ကိုနှိပ်ပါမယ်ဒါဆိုရပြီနော်ตัว save ဘွက်တွေကအရင်ကွာနေတာမျိုးဆိုရင်တော့မရဘူးတစ်ဆက်တည်းရှိတဲ့ data တွေဆိုရင်တော့ရပါတယ်ဒါလေးကတော့ control e ဒီ flash page ကိုပြောတာပါ နောက်တစ်ခုကတော့ control control နဲ့ f ပဲဖြစ်ပါတယ် control f ကတော့ကျွန်တော် find နဲ့ကျွန်တော် control r ကျွန်တော် replace ပေါ့နော်ဒီ find နဲ့ replace ကိုဓာတ်ရိုက်တန်းရောက်ရှင်နေဆိုရင် keyboard ကနေ control နဲ့ f ကိုနှိပ်ပေးလိုက်ပါနောက်တစ်ခုကတော့ control g ပဲဖြစ်ပါတယ်ဒါကတော့ go to ကိုရောက်သွားမယ် go to ကိုကဘယ်ကိုသွားချင်တာလဲဘယ် name တွေကိုပြန်ပြီးတော့ခေါ်သုံးချင်တာလဲဘယ် table ကိုသွားချင်တာလဲဆိုတော့ကိုရွေးချယ်ပေးလို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ချက်ကတော့ control နဲ့ h ပဲဖြစ်ပါတယ် ပြီးတော့ control h ကတော့အဆုနာက replace ပေါ့နော်အဲ sorry ဆိုတာတကယ် control r လို့ပြောပြီးသွားတယ်နော် sorry နော်အဲဒီမှာ control h ပဲဖြစ်ပါတယ်ဒါကကျတော့တကယ်ကို replace ဖြစ်ပါတယ် control i ကကျတော့ကျတော့ italic ပဲဖြစ်ပါတယ် control k ကကျတော့ကျတော့ hyperlink ကျတော့ဓာတ်ရိုက်သွားလို့ရပါပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ control နဲ့ error ပဲဖြစ်ပါတယ် crash တွေပဲပေါ့နော်အဲ့တော့ di တဲ့တကယ်တော့ t ပဲမဟုတ်ဘူးဒါကို t ပဲအဖြစ်တိဆောက်ရှင်နေဆိုရင် control နဲ့ error နဲ့ကိုနှိပ်လိုက် ်ပါဒါဆိုရင် okay ပေးလိုက်မယ်ဆိုရင်တစ်ဆက်တည်းချိတဲ့ data တွေအကုန်လုံးဒီ table ဝင်သွားတာကိုတွေ့ရပါလိမ့်မယ် control n ဖြစ်ပါတယ်နော်နောက်တစ်ခုကတော့ကျွန်တော် control n ကတော့ new workbook ပါ workbook အသစ်တစ်ခုခေါ်ခြင်းတဲ့အခါမှာရပါတယ်အရင်တည်းကသင်ခဲ့တဲ့သင်ခန်းစာမှာ control shift f6 ဆိုရင်ခြေရကျွန်တော်ဒီ book ကိုကျွန်တော်ပြန်ရောက်มาပဲဖြစ်ပါတယ်ရှင်เนาะ control shift f6 လေးနှိပ်လို့ရပါတယ် အာနောက်တစ်ခုကတော့ချင်းချင်းလေးပဲနံပါတ်14ရတော့ control အဲ O ဆိုတော့ open ပေါ့နော် control O နှိပ်မယ်ဆိုရင်ကျွန်တော်က open နဲ့ဝတ်တန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါရဲ့ရှင် control P ကတော့ print နဲ့ကိုတန်းပြီးရောက်သွားမှာပဲဖြစ်ပါတယ် control shift F12 ကိုနှိပ်တယ်ဆိုရင်လည်း print နဲ့ကိုတန်းပြီးတော့ရောက်သွားမှာပဲဖြစ်ပါတယ်ရှင်နောက်တစ်ခုကတော့ဒီ control R ဆိုတဲ့ဟာလေသူကကျတော့လေ dress right right the selection data ဟုတ်ပြီညာဘက်ကချမ်းမှာရှိနေတယ်ကျွန်တော် ဆက်လက်ရှင်ရဲ့ဒီဒါဒေးထားလိုက်မယ်နော်အဲ့တော့ keyboard ကနေပြီးတော့ control နဲ့ r နဲ့နှိပ်မယ်ဆိုလို့ချင်းဒီ share data လေးတွေကိုတကယ်တော့ကပြန်ပြီးတော့ယူရပါ control d ကိုနှိပ်တယ်ဆိုရင်တော့အပေါ်က data ကို ပြန်ပြီးတော့ယူရပါ control r ကိုနှိပ်တယ်ဆိုရင်တော့ဒီမှာ fin ဆိုတော့ဒီမှာ fin ဆိုပြီးတော့တကယ်တော့ရောက်နေတာကိုတွေ့ရပါလိမ့်မယ်နောက်တစ်ချက်ကတော့တကယ်လို့ control r ပြီးတော့ဗာလဲ control s ဒါကတော့ပြပြီးသားပြင်မယ် CS ကိုပြ control S เนาะဒါတကြိမ်သိမ်းပြီးသားထိကြတဲ့ကိုထပ်ခါထပ်ခါ edit လုပ်တယ် update တွေလုပ်တယ်ဒါတွေကို share တော့ကသိမ်းချင်တယ်ဆိုတော့ control S လေးနှိပ်နေရောပါပဲเนาะနောက်တစ်ခါ control D တီးပဲပါသူကလည်း control L နဲ့အတူတူပါပဲ control D လည်းရတယ် control L လည်းရတယ်အတူတူပဲเนาะ control U ကတော့တကြိမ်လို့ underline ဖြစ်ပါတယ်ရှင် underline တာတာပါ control V ကတော့ cut D control C လို့ကျတော့ control S ကတ်တို့ကျတော့လောက်ထားပြီးသားကိုပြန်ပြီးတော့သုံးတာပါเนาะအဲ့တော့ဒါလေးကိုဒီချေက control အဲဆက်လက်မှတ်ပြီးတော့ control x ကိုလိုက်တိုင်းပဲဆိုရင်ဒီဘေးမှာသွားချမယ် control v ဒါဆိုရင်မရှိတော့ဘူးအဲ့တော့ကတ်ဆိုရင်ဖြတ်ထုတ်တာ control v ဆိုလို့ရှိရင်ကျတော့ပြန်ပြီးတော့နေရာရှတာပဲဖြစ်ပါတယ်ရှင်နောက်တစ်ချက်ဘာလို့ချက်ကတော့ control y redo the action ပြန်ပြီးတော့လိုချင်တယ်ဆိုလို့ရှိရင် ဘာကျတော့ဒီ control z ကကြော undo the selection control z ဒီမှာပြန်ရောက်လာပြီ control y ဆိုတော့နောက်ဆုံးတစ်အတိုင်းပြန်ဖြစ်သွားပြီပေါ့နော်အဲ့တော့ undo the selection က control z ဖြစ်ပြီးတော့ redo the selection ကကြော control y ပဲဖြစ်ပါတယ်ဒါလေးကတော့ဒီကျတော့ဒီနေ့ a to z shortcut key လေးကိုဒီနေ့မျှဝေပေးသားလည်းဖြစ်ပါတယ်တိရသားတွေလည်းဖြစ်ပါလိမ့်မယ်မသိရသေးရလည်းပါပါလိမ့်မယ်နော်ခြေကတော့ computer queen ရဲ့ founder trainer တော့ non job ခိုင်ပဲဖြစ်ပါတယ်ရှင်ဒီနေ့ဒီချင်တာချင်းအောင်းသား comment လေးမှာမေးခဲ့ပြီးတော့ရပါတယ်အကျိုးအကြောင်းတိုက်ဆိုင်ပြီးတော့ ချိန်အားလုံးတဲ့အခါမှာတစ်ချိန်အမြန်ဆုံး reply ပြန်နိုင်အောင်ကြိုးစားပါမယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်